than our progress in education. Today, I'm honored to follow in that legacy and to say that you, graduates of SE, Good day. စစ်တောင်မြေအရှိပိုင်းနယ်မြေတွေဟာ2010နောက်ပိုင်းလောက်ထိလမ်းမဆက်သွယ်ရေးမကောင်းသေးပါဘူး2009ခုနှစ်ကာလတွေမှာ minus 10လောက်ခီးကိုတနေုံသွားရတယ်ဖြူတောင်ကြောက်ကြီးဘယ်နေရာကိုသွားသွားတနေုံချိန်ပေးရတယ်မိုးတွေပိုင်းဆိုရင်ကုန်းတံခီးတံနဲ့ဒုက္ခရောက်ပုံကတော့ပြောတော့မပြောချင်ပါဘူးလလလေတဲ့သူတွေဆိုရင် ကြောက်ခဲစားထားရင်တောင်အစာကြီးတဲ့လမ်းလို့စတော့ကြတယ်ဒါကကျွန်တော်တို့ကြီးပင်းခဲ့တဲ့ကာလပေါ့1990 2000ခုနှစ်တွေမှာတော့တလောက်ဆိုးနေရဆိုရင်1950 60 90ပြည်နှစ်တွေမှာဘလောက်ဆိုးမလဲစဉ်းစားတာကြည့်လိုက်တော့ကျွန်တော်တို့နယ်မှာစီးပွားရေးလုပ်တယ်ဆိုတာဈေးရောက်မယ်ဂုံကူးမယ်ပွဲရုံအသေးစားလေးတွေလုပ်မယ် ဒါတွေပဲရှိပါတယ်အများစုကကြံဆိုင်မယ်စပါးဆိုင်မယ်ပဲငရုပ်စတဲ့ရာသီစာတွေစိုက်ပျိုးတဲ့တောင်သူအများစုပါပဲအရှိဘက်မှာတော့ကွန်သီးနဲ့အခြားတောင်ရံဒီနယ်တွေကိုစိုက်ကြတယ်ကျွန်တော်တို့ရဲ့ဘိုးဘွားပြည်ပင်တွေကလည်းစပါးကြံအဓိကစိုက်တဲ့တောင်သူတွေပါပဲကျန်တာကတော့ကျောင်းဆရာဆရာမနဲ့အစိုးရဝန်ထမ်းအများစုပါပဲ နိုင်ငံတော်ကလမ်းမေးမှာဈေးဆန်လေးတစ်ခုရှိတာမှတ်မိတယ်။အမေတို့လည်းကုံကူးပါညာလောက်တာတွေရောကြားဘူးတယ်။လူမှန်းသိတဲ့အရွယ်ကစပြီးတောင်သူလက်သမားလောက်တွေပဲတွေ့ရတော့တယ်။အဲလိုလမ်းမှန်းသက်သွယ်ရေးခက်ခဲသားစီမြင်းစဲတောင်သူလောက်လာတဲ့သူတွေဟာပညာရေးနဲ့ပတ်သက်လာရင်တော့အတက်နိုင်ဆုံးဖြစ်တည်ပေးခဲ့ကြတယ်။အဖိုးမှညီကိုနှစ်ယောက်ရှိတယ်။အဖိုးကတောင်သူနဲ့ပတ်သက်တဲ့လုပ်တွေကိုဆက်လုပ်ပြီး ိုးရဲ့ညီကျွန်တော်ရဲ့အဖိုးလေးကတော့တက္ကသိုလ်ဘွဲရနောက်ချင်းမြင့်တဲ့အတဆယုံဆေးဘွားနဲ့ကျင်းလေရင်ပင်စင်ယူတဲ့အထိအစိုးရဝန်ထမ်းလုပ်ပါခဲ့တယ်။ဆယ်တန်းအောင်ဖို့တော့ကျောင်းဆရာမပြည့်စုံကျောင်းပေးချာမရှိလို့မျိုးကိုတွက်တရင်အဲ့လိုအစိုးရဝန်ထမ်းဖြစ်တဲ့ဆိုတာအဲ့ဒီခေတ်မှာတကယ်တရားတော်မသေးကြပါဘူး။ကျွန်တော်တို့ငယ်ငယ်ကဆိုလဲပညာတတ်ရင်အစိုးရဝန်ထမ်းဖြစ်ဖြစ်အပြည့်ဝန်ထမ်းဖြစ်ဖြစ်လုပ်ရင် ဘဝကိုကျင်လည်မယ်ဆိုတာမျိုးပဲပြီးခဲ့တာဒါကြောင့်ចောင်းစာနဲ့ပတ်သက်ရင် အစွမ်းကုန်စူးစမ်းခဲ့ရတာပဲကျွန်တော်တို့ကြည်ပင်ခဲ့တဲ့ပုံဝင်ခြင်းမှာစီးပွားရေးလုပ်တယ်စီးပွားရေးမှာလည်းပတ်တယ်ဆိုတာသိယူစရာလုံးဝမရှိခဲ့ပါဘူးတစ်ခါတခါစီးပွားရေးသမားတွေစကားကြွေတာမျိုးအစိုးရလမနန်းလုပ်ပြီးငွေရှာတက်သူတွေကိုပါကြီးမရပါဘူးနိုင်ငံရေးနဲ့စပြီးပတ်သက်ခဲ့တဲ့အချိန်ကစလို့စီးပွားရေးဆိုတာ ပို့လို့တော့ဝေးသွားခဲ့တယ်။ဒါကြောင့်ပညာသင်မယ်သက်ဆိုင်လို့ရင်ဝန်ထမ်းလုပ်မယ်လူမှုရေးလုပ်ရှင်ကိုတက်ထားတဲ့ပညာတွေမျှဝေမယ်အဲ့လိုပဲတောက်လျှောက်စဉ်းစားခဲ့တယ်။ဝေးကြီးနောက်မလိုက်တဲ့ဘဝဆိုတာအနေနဲ့ကကျန်းတယ်။ဒါပေမဲ့အဲ့လိုကျန်းကမှုတွေကိုပညာရေးနဲ့ပဲဖြစ်တန်းခဲ့ရတယ်။ဂျင်းနဲ့ကြက်ထဲရောက်လာရင်ပညာအားကိုးနဲ့ပဲဖြစ်ရှင်းရတယ်။ဖီဘွားရေးသမားတွေလိုမျိုးအရင်ကြီးချမ်းသာတာမဟုတ်ပေမဲ့ပညာတက်ထားတဲ့အခါ ပင်နေရရောက်ရောက်ငါလုံးနိုင်မှန်မှဆိုရဲယုံကြည်မှုနဲ့ပဲရှင်သန်ဖြစ်တတ်နေရတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအခြေအနေတွေကနေယုံထွက်နိုင်မှုပညာရေးကိုထပ်ပေါက်တစ်ခုအနေနဲ့စူးစမ်းရှာဖွေခဲ့ရပါတယ်။